မင်္ဂလာပါဒီချက်သမက်သင်ခန်းစာကတော့ chapter 3 forces အားများအခန်းထဲကနေပြီးတော့ freely falling body လွတ်လပ်စွာကြာဆင်းခြင်းအရာဝတ္ထုတွေလွတ်လပ်စွာကြာဆင်းခြင်းအကြောင်းနဲ့ momentum အဟုန်နဲ့အဟုန်တည်မြဲခြင်းနေရာမှာအကြောင်းတွေကိုပြောပြမှာဖြစ်ပါတယ် freeling falling body လွတ်လပ်စွာအရာဝတ္ထုတွေလွတ်လပ်စွာကြာစင်းတယ်။အရာဝတ္ထုတွေလွတ်လပ်စွာကြာစင်းတယ်ဆိုတာကတော့လွယ်လွယ်လေးရိုးရိုးလေးပြောမယ်။ definition ကိုအရင်မပြောခင်ပြောမယ်။တချို့အရင်ကြိုးပြောပြမယ်။အဲ့ဒီခါမှာအရာဝတ္ထုတွေဟာကမ္ဘာရဲ့နီးတဲ့နေရာပေါ့။ကမ္ဘာနဲ့နီးတဲ့ space ထဲကတော့မဟုတ်အောင်နော်။ကမ္ဘာနဲ့နီးတဲ့နေရာနေပြီးတော့ကမ္ဘာမြေကြီးမျက်နှာပြင်ပေါ်ကြာရောက်လာခြင်းကိုပြောတာပါ။အဲ့တော့ free fall if the body is dropped from a height near the earth's surface ကဘာမျက်နှာပြင်နဲ့ကဘာမြေကြီးရဲ့မျက်နှာပြင်နဲ့နီးတဲ့အမြင့်တနေရနေပြီးတော့အရာဝတ္ထုတကူပြုတ်ကျလာမယ်ပေါ့အဲ့ဒီမှာ the body will fall onto the ground with the constant acceleration ကဘာဆွဲချိန်နဲ့ပဲ constant acceleration g ဆိုတာ g တန်ဖိုးနဲ့ပဲပြုတ်ကျမှာ g တန်ဖိုးနဲ့ပဲကဘာမြေမျက်နှာပြင်ပေါ်ကျလာမယ်အဲ့ဒီမှာ the air resistance is totally negligible လုံးဝလေးရဲ့ခုခံမှုကြောင့်ဆိုတာကိုလေးရဲ့ခုခံမှုအားကို နစ်လူရှုလိုက်ပါအဲ့ဒီကြာဆင်းခြင်းအတွက်ဒါကြောင့်မို့လိုလက်စာကြာဆင်းခြင်းမှာ neglect air resistant ဖြစ်ရမယ် only then can the fall of the body be defined as a free fall ဒါဒီဖြစ်ရက်ကိုလွတ်လပ်စွာကြာဆင်းခြင်း free fall လို့ခေါ်ပါတယ် equation for the free fall free fall လွတ်လပ်စွာကြာဆင်းခြင်းအတွက်ဒီချေတို့ equation တွေမှတ်ရအောင် equation မှတ်တဲ့နေရာမှာရခင်မူလအတိုင်းတည်ပြီးသားဖြစ်ပါတယ် v equal v naught plus ad နောက်တစ်ခုက s equal to v naught d plus half ad square v square equal to v naught square plus 2as ဆိုပြီးတော့ဒီချေတို့ရှေ့ရခန်းနေမှာမှတ်ခဲ့ကြပြီးပြီချက်ခဲ့ကြပြီးပြီဒီ equation သုံးချောင်းကိုရတာနဲ့တင်လုံးဝအဆင်ပြေတယ်เนาะဒီ equation သုံးချောင်းအဲ့ဒီ equation သုံးချောင်းကနေ ပြောင်းပြီးတော့နည်းနည်းလေးပဲပြောင်းပြီးမှတ်ယုံမယ်အဲ့တော့ for rising အပေါ်မြင့်တက်နေတဲ့အခိုက်မှာဘာဖြစ်လို့တချို့က minus တွေနဲ့သုံးတယ်လဲဆိုတော့မှန်နေရှိတယ်အဲ့တော့တချို့ကကဘာရဲ့ဆွဲအားကိုစန့်ကျင်ပြီးတော့ G ကိုစန့်ကျင်လိုက်တာဒီ G ကိုစန့်ကျင်လိုက်တာဖြစ်တဲ့အတွက်တချို့က negative လက္ခဏာတွေနဲ့သုံးတယ်အပေါ်မြောက်လိုက်တာနဲ့လွတ်လပ်စွာကြာဆင်းခြင်း free fall ပုံစံတွေဖြစ်တဲ့အတွက် downward ကိုစန့်ကျင်တာဖြစ်တဲ့အတွက်တချို့ဒီသင်္ကေတတွေမှာ rising rising ဖြစ်နေတဲ့အခြေအနေမှာ equation ကို negative တင်နဲ့သုံးမယ်။ဒါတော့ equation ကလည်းဒီချက်တော့ a to g s to h s ကအကွာအဝေး distance displacement အဲ့ဒါတွေကိုဒီချက်တော့ h နဲ့လည်းသတ်မှတ်လို့ရတယ် d နဲ့လည်းသတ်မှတ်လို့ရတယ်သင်္ကေတ sample ကအဲ့တော့ a က acceleration ဖြစ်တဲ့အတွက် g ကလည်း acceleration due to gravity ဒါကြောင့်မလို့ a နဲ့ g နဲ့ အေးနေရာမှာကြီးတွေအစားထိုးလိုက်တာပါဒီမှာ negative တွေက rising အဲ့တော့ဒီချက်ရဲ့အမှန်နီးအလွယ်မှန်နီးကိုပြောရင် descending ကိုအရင်မှတ်မယ် descending ဆိုတာအောက်ကိုကျဆင်းလာဒီ formula ကိုပဲ a နေရာမှာကြီးပြောင်းတယ် s နေရာမှာ h ပြောင်းတယ်လွယ်လွယ်ကူကူပဲ v equal to v not gd ဖြစ်သွားတယ် s နေရာမှာ h ပြောင်းတဲ့အတွက် v not half gd square ဖြစ်သွားတယ် v square equal to v not square plus 2 gh ဖြစ်သွားတယ် 2as နေရာမှာ gh ဖြစ်သွားတာမှတ်ယုံမယ်။နောက်အဲ့ဒါပါ။ descending ကိုမှတ်ပြီးပြီဆိုရင် rising ကြာစင်းကြီးရဲ့ပြောင်းပြန်ဖြစ်တဲ့အတွက်ဒီချေတော့အဲ့နေရာမှာ negative တွေပြောင်းပလိုက်တာ။ negative လက္ခဏာတွေပြောင်းလိုက်တာ။အဲ့ဒါအလွယ်မှန်ကြီးပဲ။ဘယ်တော့မှမမားတော့ဘူးလားဆိုရင်။နောက်တစ်ခုဆက်ကြည့်အောင်ဒီမှာ the acceleration due to gravity g is directed toward towards the center of the earth ကျဆင်းတဲ့ center of the earth it vary only slightly from one place to another ဖြစ်ဖြစ်ပဲပြောင်းလဲသွားတယ်တနေရနေတနေရအောင် therefore ဒါကြောင့်မလို့ it value is assumed to be constant in the calculation ပုံမှန်အတိုင်းပဲကိန်းသေအတိုင်းပဲဒီ calculation ကိုတွက်ရုံပဲ now in solving free fall free fall problem တွေကြာကြလို့ရှိရင် तू ဟာ we are going to use one dimensional coordinate system with origin နဲ့ taken as the initial position of the body and our consideration ကိုယူဆထားတဲ့ယူဆချက်တွေအောက်ကပဲသူ့ရဲ့ initial အရာဝတ္ထုတစ်ခုရဲ့ initial position ပထမအစာအုပ်အနေထားအတိုင်းပဲသတ်မှတ်ရတာဖြစ်ပါတယ်အဲ့ဒီရဲ့မှန်နီးကတော့ဘယ်လိုလဲဆိုရင်ဒီချက်တော့အရာဝတ္ထုတစ်ခုပေါ့ဒီမှာအဲ့အရာဝတ္ထုတစ်ခုကအမြင့်မရောက်သေးဘူး h = 0ပေါ့အဲ့အနေထားမှာ free fall ဆိုတာလွတ်လပ်စွာကျ။ downward ဖြစ်တဲ့အတွက် h တန်ဘိုးတွေ minus ဖြစ်မယ်။ v တန်ဘိုးတွေ minus ဖြစ်မယ်။ g တန်ဘိုးကတော့ minus ပဲအမြဲတမ်း။ကမ္ဘာဆွဲအားအမြဲ downward ဖြစ်တဲ့အတွက် minus g တန်ဘိုး ဒီမှာလဲအဲ့လိုပဲကျေတို့ rising ဖြစ်မယ်ပေါ့သရုံး app ပေါ့ဝိထုတခုအပေါ်တက်ရင်ပေါ့ plus h ဖြစ်မယ် plus v not ဖြစ်မယ် minus g ဖြစ်မယ်ဒီလိုလေးမှတ်လို့ရတယ်နောက်ဒါဝိထုတခုကဒါအောက်ကိုသင်းရင်ဝိထုတခုအပေါ်တက်ရင်ဝိထုတခုအောက်ကိုဆင်းရင်ဒီလိုမှန်နည်းလေးနဲ့မှတ်လို့ရတယ်နောက်တစ်ခုက drop ပေါ့ drop လို့မြင်လိုက်တာနဲ့သူက initial velocity ဟာ v not equal to ဟာ0လို့မှတ်ပါမယ် throw up throwing up thrown up ပေါ့အပေါ်ကိုပြစ်လိုက်မယ်ပြစ်လိုက်မယ်ဆိုရင်ဒီချေတော့စပြီးပြစ်လိုက်တဲ့ဟာ v equal to 0 throw up လို့ပုံစံမှာမြင်လိုက်တာ ਨੇ final velocity 0ဖြစ်ပြီးတော့ drop လို့ပြောလိုက်တာ ਨੇ initial velocity ဟာ0ဖြစ်ပါတယ်စအုံဆုံးရက်နေရာမှာကျတာဖြစ်တဲ့အတွက်အောက်ရောက်သွားမှာအောက်ကိုကျနေနေတဲ့မှာသူကအလျင်ရှိတာဖြစ်လို့စအုပ်အလျင်က0ပါ throw up လဲကြလဲကြအောင် throw up အပေါ်မှာခဏလေးယက်နေမယ်အဲအဲ့ဒီအချိန်မှာ final velocity စာအုပ်လင်းနေတော့သွားမယ်အဲ့ဒီအချိန်မှာ v no ကတော့ရှိမယ် present ဖြစ်မယ် v no က initial velocity present ဖြစ်ပြီးတော့ final velocity 0အဲ့တော့မင်းတို့ဒီနှစ်ချက်ကိုမှတ်ထားတာနဲ့ပုံစံမှာတွေ့ရင်ဘယ်တော့မှမမှားတော့ example 5မှာ what is the velocity of the stone freely falling from height of 20 meter ရောက်တဲ့အခါမှာ when it strike the ground အမြင့်20 meter ကနေပြီးတော့ ကြောက်တုံးတစ်ခုလွတ်လပ်စွာကြာဆင်းမယ်အဲ့ဒီရဲ့ velocity ကိုမေးတယ်ပြီးရင်မြေပြင်ပေါ်ထိသွားတဲ့အခါမှာ now how long does it take to reach the ground မြေပြင်ကိုကြာတဲ့အချိန်ဘယ်လောက်လဲဆိုတာစပြီးတော့အမြင့်တနေရာကနေကြာတဲ့အတွေ့ initial b not မှာဒီချက်တော့ free fall လို့ပြောတဲ့အတွက်ဒါ drop ပေါ့ drop နဲ့ပတ်သက်တယ် drop ဖြစ်တဲ့အတွက် initial velocity 0အဲ့ဒီမှာတဖြည်းဖြည်းနဲ့ stone က ground ပေါ်ကျမယ် ကောင်မော်ကြတဲ့ဒီအနေထားလေးကိုတချို့တို့လာလုတ်ပြထားခြင်းဖြစ်ပါတယ်ဒီပုံစံလေးကတော့ free fall လို့ပြောလိုက်တာနဲ့ vino က0 drop ဆိုတာနဲ့ vino က0အဲ့တော့ gravity ရဲ့တန်ဖိုးက minus 10ရှင်းစာမျက်နှာမှာပြောသလိုပဲ h တန်ဖိုးကလည်း minus အစားသွင်းပြီးတော့တက်ပါမယ် g must be given negative sign အစတွေက negative sign ပေးထားတယ်ဘာကြောင့်လဲ acceleration due to gravity က always downward ဖြစ်တဲ့အတွက်တချို့က g တန်ဖိုးက minus ဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ formula မှာ direction of the displacement downward height is negative အဲ့တော့အမြင့်ဟာ negative ဖြစ်ပါတယ်ဒါကြောင့်မလို့ v square equal to v naught square plus 2gh နဲ့တွက်လိုက်တဲ့အခါမှာဒီမှာ v ရဲ့တန်ဖိုးဟာ stone က falling ကျလာတယ် direction of the velocity of the ball is downward downward ကျလာတာဖြစ်တဲ့အတွက်ဒီချက်တော့ negative -20 m/s. ဒါမှမဟုတ် v = 20 m/s falling နဲ့ပဲထွက်ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့လက္ခဏာ negative down ဖြစ်တဲ့အတွက် v = -20 m/s. time taken for strong to reach the ground အဲ့ဒီမှာမြေပြင်ပေါ်ကျောက်တဲ့အချိန်လို့ပြောရတဲ့တစ်ချိန်ပြန်ပြီးဖမ်းမိတဲ့အချိန်လို့မပါတဲ့အတွက်ဒီချေတော့အချိန်တစ်ခုစာပဲတွေ့ရတာဖြစ်တဲ့အတွက် time ဟာတင်တော်တဲ့ formula တစ်ခုသုံးပြီးတော့တွက်လိုက်တာနဲ့ time ကလည်း2 second ဆိုပြီးတော့အဖြေရပါလိမ့်မယ်။ကဲ င်းတို့လည်းကိုကကိုရတဲ့ကိုလည်း try your sub เนาะစူးစမ်းကြည့်ပါ example စစ်မှာ the ball thrown up thrown up ဝါလို့ပြောတဲ့အတွက်ဒီချက်တော့ final velocity 0ဆိုတာပေးချက်မှာတန်ရည်လို့ရပါတယ် higher point ရရောက်တဲ့အခါမှာ v equal to thrown up အမြင့်တနေရာရောက်တဲ့အခါမှာခဏရက်သွားတယ်အမြင့်ဆုံး point မှာရက်သွားတဲ့အတွက် final velocity က0ပါ thrown up လို့မြင်လိုက်တာနဲ့တစ်ချက်ရှေ့မှာလည်းမှန်ပြီးပြောပါတယ် v equal to 0 with velocity ဒါ initial velocity ပါ စာအုပ်စုံပြစ်လိုက်တယ်ကစာအုပ်အလျင် vino နဲ့ပြစ်လိုက်တာဖြစ်တဲ့အတွက် initial velocity က upward ဖြစ်တဲ့အတွက် plus 40နဲ့သုံးပါတယ် plus အဲ့တော့ formula မှာတန်းပြီးတော့အစားသွင်းရုံပါပဲ time က4 second မြပါတယ်ဒီမှာ तू ကဆက်ပြောစရာရှိတာ how long does the ball stay in the air လေထဲမှာပြစ်လိုက်တဲ့အချိန်မှာရှိနေမယ်ဆိုတော့အချိန်ကတစ်ခုပဲ now what height ball reach အမြင့်ရောက်သွားတဲ့အမြင့် तू ရောက်သွားတဲ့အမြင့်ကဘယ်လောက်လဲအဲ့တော့ တချို့တော့ total တိုင်းကဘလို့ဖြစ်မလဲဆိုရင် time အတွက်ကစအောင်ဆုံးအဲထဲမှာရှိနေတယ်ဒါဒီ total တိုင်းကတော့တချို့တော့ကြတဲ့ higher point ကနေပြန်ပြီးတော့ကြတဲ့အနေထားကိုပြန်တွက်တာပါ stay in the air time က4 second အဲ့တော့တချို့တော့ကဒီမှာ total တိုင်းရော ball stay in the air same time design ဒီ time ကကြတော့အစမ်းနည်းနဲ့ design နည်းနဲ့ same as time design နည်းဖြစ်တယ်ဒါကြောင့်မလို့ total time ကတချို့တော့ the whole time ဖြစ်တဲ့အတွက် ပြန်လာနဲ့သွားတာနဲ့ဟိုတိုင်းဖြစ်တဲ့အတွက်တိုင်းကိုနှစ်ဆတွေ့ရပါတယ် the whole time က 2d ပေါ့ 2d ပြောချင်တာတွေးရင်တူဒီချက်လို့ရှာလို့ရတဲ့4 second နဲ့ဆိုတော့8 second ဖြစ်ပါတယ်ဒါကြောင့်မလို့ v square equal to v not square 2gh နဲ့ရှာလိုက်တဲ့အခါမှာစပြီးတော့ပစ်လိုက်တဲ့အမြင့်ဘောလုံးရောက်သွားတဲ့အမြင့်ရပါလိမ့်မယ် now example 7 a ball is thrown vertically upward and it is caught again after 6 second God again ပြန်လဲပြီးတော့ဖမ်းမိလို့ရတဲ့အချိန်လို့ပြောတယ်ပြန်လဲဖမ်းမိတဲ့အချိန်ပြစ်လိုက်တယ်ဖမ်းမိတယ်အဲ့တော့ time မှာဘယ်နှခုဖြစ်သွားပြီလဲဒါတူတီရဲ့သဘော total time အကြီးဖြစ်ပါတယ်ဒီ time second သတိထားဖို့เนาะ find the total displacement for the whole distance travel whole distance travel ဆိုတာပြစ်လိုက်တဲ့အချိန်ရောပြန်ကြတဲ့အချိန်ရော total displacement နောက်တစ်ခုက the velocity with the which is through ပြစ်လိုက်တဲ့အချိန်မှာရှိတဲ့ velocity ကိုပြောတာ ။နောက် maximum height ရောက်သွားတဲ့အမြင့်ရဲ့အတိုင်းတာနောက် find the average velocity whole distance ထွားပဲဆိုတာ total displacement တွေ့ရတဲ့ average velocity ကိုပြောတာပါ whole distance a မှာ the total displacement for whole distance travel is 0ဘာလို့လဲ starting point နဲ့ finishing point ကအတူတူပဲပြစ်လိုက်တယ်စပြစ်လိုက်တဲ့နေရာကိုပြန်ကျလာတာဖြစ်တဲ့အတွက် the whole distance travel က0 end point နဲ့ starting point က the same ဖြစ်လို့ တော့ total displacement s equal to ဒီမှာ0 b ကကြတော့ total displacement 0ဖြစ်တယ်အဲ့တော့ v not စပစ်လိုက်တဲ့စာဝတ်လင်ကို v not ကိုမေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ time က6 second g ဟာ10 meter per second square ဒါကတော့ understood အလိုလိုသိရမယ်เนาะအဲ့တော့သူ့ရဲ့တင်တော်တဲ့ equation တစ်ခုနဲ့အစားသွင်းလိုက်တာ ਨੇ initial velocity အပွက် data ရှင်းတာလက္ခဏာအမှန်အကန်စဉ်းစားပြီးတော့ ်မှတ်ပြီးတော့ရင်းရင်ဒီချေတော့မှန်နည်းတွေအတိုင်းတွက်မယ်ဆိုရင်လက္ခဏာလည်းအမှန်တွက်တယ်အဖြေလည်းအမှန်တွက်ပဲလက္ခဏာတွေမားနိုင်စရာအကြောင်းမရှိတော့ airport direction အရာ airport direction ဖြစ်တဲ့အတွက် plus 30 meter per second နောက် maximum height maximum height မှာကြတော့ maximum height အမြင့်တစ်ခုရောက်သွားတာ ਨੇ ဒီချေတော့အဲ့မှာ throw app မှာစဉ်းစားမယ် final velocity 0 final velocity 0ဖြစ်တဲ့အတွက်အမြင့်ရလဲဒီမှာသူရဲ့တင့်တော်တဲ့ equation ကိုသုံးလိုက်မယ်ဆိုရင် height ကလည်းအပြေရလာမယ်။နောက် average velocity average velocity မှာတော့ total displacement အစတည်းက s equal to 0ဖြစ်တဲ့အတွက် v equal to s by t အဲ့ဒီမှာ0 by 6ဒါကြောင့်မလို့0ပဲပြန်ရတယ်ဆိုတဲ့အတိတ်ပဲပါ total time taken total displacement total time taken total displacement မှာအစတွေက0ဖြစ်ထားတဲ့အတွက်ဒီချေတော့ average velocity က0ရတာပါကဲဒီမှာနောက်တစ်ခုက momentum momentum ဆိုတော့အဟုန်မှာ အဟုန်နဲ့ law of conservation of movement အဟုန်တင်မြဲခြင်းနေရာမှာအကြောင်း तू ကနယူတန်ရဲ့ second law အရသွားတာပါနယူတန် scan လို့ရ F equal to ma အရအဲ့တော့ F equal to ma အရ a ကကြတော့ final velocity minus initial velocity v minus v no by t မင်းတို့ remind ဖြစ်အောင်ပြန်မှတ်မိအောင် a equal to v minus v not by t ဆိုတဲ့ equation ရှိပါတယ်အဲ့ဒီမှာ a ရဲ့တန်ဖိုးကိုအစားသွင်းလိုက်တဲ့အခါမှာ m v minus m v not by t ဆိုတာဖြစ်ပေါ်လာပါတယ် newton scan law အရ momentum ကိုအဲ့တော့ momentum ရဲ့ definition အရ momentum of the body အရာဝတ္ထုတစ်ခုရဲ့အဟုန်ဟာ the product of the mass of the body and its velocity သူ့ရဲ့ mass နဲ့ velocity နဲ့မြောက်ချင်း v P equal to mv နဲ့သတ်မှတ်ပါတယ် P ဟာ momentum mass m က mass ပါ v ဟာ velocity ပါအဟုန်เนาะ two colliding particle အရာဝတ္ထုနှစ်ခုမတိုက်ခင်နဲ့တိုက်ပြီးပေါ့အရာဝတ္ထုနှစ်ခုတိုက်မယ် mass ရှိတဲ့အရာဝတ္ထုတစ်ခု a နဲ့ b နဲ့ပေါ့ဘောလုံးလေးနှစ်ခုပေါ့ဒီမှာ initial velocity နဲ့ final velocity နဲ့ initial velocity ကတော့စအုပ်ဆုံးသတ်မှတ်ပြီးသား v เนาะ final velocity က v time taken ကသူတို့နှစ်ခု ထိသွားတဲ့အချိန်ပါတီကယ်လေးနှစ်ခုအမုံလေးနှစ်ခုအရာဝတ္ထုလေးနှစ်ခုထိတဲ့အချိန်ဟာ D P equal to mv နဲ့ initial chain နဲ့ moment of particle A VA initial velocity final velocity ဒီမှာလဲ initial velocity final velocity အဲ့ဒီမှာ FVA minus FAV သူကဒါရိုက်ရှင်ချင်းစန့်ကျင်တဲ့အပမနာချင်းကတော့တက်ရောက်လိုက်တဲ့အပမနာချင်းကအတူတူပဲအဟုံဆိုတာအားနဲ့ဆက်ဆက်တဲ့ F equal to ma ကနေသွားတာမို့လို့ပါဒါကြောင့်မလို့ FVA ဒီမှာ formula ဖြစ်ပေါ်ပုံအဆင့်ဆင့်ပေါ့အရာဝတ္ထုနှစ်ခု VA ဆိုရင် MB နဲ့ AB နဲ့ acceleration F equal to ma ကနေအစားသွင်းလိုက်တာပါဒီ AO အစားသွင်းလိုက်တာ အဲ့ဒီမှာဖြစ်ပေါ်လာတာပါဒီမှာလည်း f equal to a ကနေပြီးတော့ acceleration ရဲ့တန်ဖိုး acceleration ရဲ့တန်ဖိုးကိုတစ်ခါထပ်ရေးပြပါမယ် a equal to v minus v naught by t အဲ့ဒီကနေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာ r နှစ်ခုအတွဲပမာဏတူတဲ့ r တက်ရောက်လိုက်တယ်ဒီမှာအစားသွင်းလိုက်တယ် f equal to ma ဒါဒီ formula ကနေဖြစ်ပေါ်လာတာပါနောက်ဆုံးမှာ အဟုန်ဒီမြဲချင်းနေရာမှာတော့ conservation of momentum ရဲ့ equation ဖြစ်ပေါ်ပုံ MAVA MVVV MA VA MAVA VA မှာဒါ initial ပေါ့ဒါ final ပေါ့ initial နဲ့ပတ်သက်တာအဲ့တော့ဒီမှာ where MAV not A MVV not V ਆ သူကဘာကိုကိုစားပြုလဲဆိုတော့ before collision initial state ကိုကိုစားပြုတယ်စာဦးဒါကကြတော့ after collision က final state ကိုကိုစားပြုပါတယ်။ initial state တွေပါတဲ့အတွက်သူက v not တွေနဲ့သုံးတာပါ။ system unit system တွေကြည့်အောင် momentum vector quantity ဖြစ်ပါတယ် momentum is the vector quantity ဘာဖြစ်လို့လဲ velocity direction အတိုင်း direction က velocity ရဲ့ direction နဲ့အတူတူပဲဖြစ်တဲ့အတွက် momentum ဟာ vector quantity သူ့ရဲ့ direction ဟာသူ့ရဲ့ velocity နဲ့အတူတူပဲအလျင်လာရဘက်ကို momentum အဟုတ် ထားလိုက်ရှင်နဲ့အတူတူပါပဲ one fundamental law of physics is the law of conservation of momentum momentum အဟုန်တည်မြဲခြင်းဏီယာမဟာ physics ကယူပဗေဒမှာဆိုရင် အခြေခံဥပဒေသားတစ်ခု fundamental law တစ်ခုဖြစ်ပါတယ်အဲ့တော့ law of conservation of momentum ဟာ fundamental law တစ်ခုဖြစ်ကြောင်းကိုမှတ်ထားရပါမယ်အဲ့တော့ momentum ရဲ့ unit system တွေက fvs system မှာ p equal to 0 mv ပေါ့ ဲ့ဒါဆိုရင် mass ရဲ့ unit ကဆက်လက် velocity ရဲ့ unit က feet per second ဒါကြောင့်မလို့ momentum ရဲ့ fps unit မှာပျောက်ချင်းဖြစ်တဲ့အတွက်ဆက်လက် feet per second cgs system မှာဆိုရင် gram centimeter per second mk စနစ်နဲ့ si စနစ်မှာဆိုရင် kilogram meter per second ဖြစ်ပါတယ်အဲ့တော့ law conservation of momentum အဟုန်တည်မြဲခြင်းနေရာမှာရဲ့ definition မှာ if there is no net external force ် adding on နဲ့ isolated system isolated system ဆိုတာအမုံနှစ်ခုအရာဝတ္ထုနှစ်ခုပေါ့ system တစ်ခုအတွင်းမှာရှိတယ်ပေါ့ဘောလုံးနှစ်ခုအရာဝတ္ထုနှစ်ခုအကြောက်တောင်းနှစ်ခုအမုံနှစ်ခုအဲအဲ့လိုမျိုးပေါ့ isolated system တစ်ခုအတွင်းမှာရှိတယ်ပစ္စည်းနှစ်ခုပေါ့ဘယ်အားမှ no net internet ဖို့မတက်ရဘူးဆိုရင်အဲ့ဒီအရာဝတ္ထုတွေရဲ့ system ရှိနေတဲ့အရာဝတ္ထုတွေရှိနေတဲ့ system တစ်ခုအတွင်းမှာရှိတယ် total momentum ဟာ constant ကိန်းသေဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ် if there is no external force acting on the isolated system the total momentum of a system is constant the law of conservation of momentum အဟုန်တည်းမြဲခြင်းနေရာမှာရဲ့ definition ဖြစ်ပါတယ် the law of conservation of momentum is general law and it is true of both macroscopic and microscopic object မြင်နိုင်တဲ့ macroscopic object တွေအမှုံတဲသေးလေးတွေရဲ့အတွင်းမှာလည်းမှန်ပါတယ်ဒီ law ကရေဘူအားဖြင့် အောင်တည်မြဲခြင်းနေရာမှာ let us the consider the coalition between two body masses m a n m b mass နှစ်ခုရှိတဲ့အရာဝတ္ထုနှစ်ခုရဲ့ဂျားရဲ့ဂျားမှာရှိတဲ့ coalition တိုက်မိခြင်းနေရာနေပြီးတော့ဒီချက်တော့ဒီအောင်တည်မြဲခြင်းနေရာမှာဖြစ်ပေါ်လာတာပါ these two body constitutes and isolated system shown in fig ပုံမှန်ပြထားတဲ့အတိုင်းအရာဝတ္ထုနှစ်ခု isolated system တစ်ခုတွင်မှရှိတယ်ဒီမှာအရာဝတ္ထုနှစ်ခုရှိတယ်ဒီမှာအမှုံလေးတွေဒါ particle လေးတွေမှာ before collision after collision ကနေပြီးတော့မှ according the ရှေ့ဟာရှေ့မှာတော့လည်းဒီချက် driveation ပြောပြောပြသွားပါပြီ the law of conservation of momentum ကနေ before collision after collision after collision မှာ ရှိတဲ့ total momentum ဟာမတိုက်မိခင် before collision မှာရှိတဲ့ total momentum နဲ့အတူတူပါပဲဒါကြောင့်မလို့ဒီ formula လေးကိုမှတ်ထားရမှာဖြစ်ပါတယ်ဒီချက်တော့ after အတွက်က prime နဲ့သတ်မှတ်တယ် va prime vv prime after အတွက် prime ပါတယ် before မှာ prime မပါအောင်เนาะ let us apply the law of conservation of momentum to very simple and easy case okay law of the conservation of momentum အဟုန်တင်မြင့်ချင်းနေရာမှာကိုဟိုရိုးရိုးနဲ့လွယ်လွယ်ကူကူကိစ္စလေးတစ်ခုနဲ့ဖော်ပြမယ်ပြောပြမယ်ဆိုရင်ဒီမှာဒီပုံလေးကိုတစ်ချက်လောက်မင်းတို့လေ့လာကြည့်အောင် a compressed spring is placed between two wooden ball different size as shown in figure ပုံမှာပြထားတဲ့အတိုင်းတစ်သားဘောလုံးလေးနှစ်ခုကြားမှာ spring နဲ့ဖိလိုက်မယ်မဖိခင်မှာဒါပေမဲ့ပထမပုံမှာကျတော့ both ball are initially errors ပထမအဦးဆုံးဘာဖြစ်နေလဲ initially error ပထမအဦးဆုံးစာအုပ် အင်နီရှယ်လီပထမအဦးဆုံးရက်နေတာနဲ့စမယ်မဖိခင်ပေါ့ before ပေါ့ before ဆိုတာရက်နေလိုက်မယ်ရက်နေတယ်ဆိုတဲ့အတွက်တချို့တော့အလင်လုံးဝမရှိဘူး va vv အဲ့ဒီမှာအဟုတ်ဒီမြင်းချင်းညားမအတွက်တချို့တော့ ma va plus m b vb equal ma va prime plus mv vb prime အဲ့တော့ဒီ formula လေးကိုတေချာပြန်ပြီးတော့ရေးပြမှာမှတ်ထားမှာဖြစ်မယ်ဒါကြောင့်မလို့ before ဆိုတာ ਨੇ တချေတော့ before မှာ initially errors ဖြစ်တဲ့အတွက် before မှာက velocity 0ဖြစ်တဲ့အတွက်0 equal to ma va prime plus mv vv prime အဲ့မှာ when the spring is released ဖိလိုက်ပြီးပြီဆိုရင် release လွတ်ထွက်သွားပြီ according to the conservation of momentum အရာ total initial momentum is zero so will be final total momentum final total momentum ကတော့ရှိတယ်ဒီမှာဒါဆိုရင်ဒါ before ဒါ after after မှာ after မှာသူက errors ဖြစ်တဲ့အတွက် velocity တွေ0ဖြစ်တဲ့အတွက်ဒီမှာ va တွေ vv တွေ0ဖြစ်တဲ့အတွက်မြှောက်လိုက်တဲ့အခါမှာ0ရတယ်0 plus 0ဖြစ်သွားတာပေါ့ဒီမှာကတော့ final momentum ရှိတယ် ။ဒါကြောင့်မလို့0 equal to MAVA prime plus MV VV prime ။ဘာဖြစ်လို့လဲဆိုတော့ဒီမှာ VA နဲ့ VB နဲ့က initially error ဖြစ်တဲ့အတွက်လုံးဝအလျင်မရှိဘူး။ V မရှိဘူးပေါ့ကွာ။ဒါကြောင့်မလို့0 plus 0ဒါကြောင့်0ရသွားတာ။ဒါကြောင့် MAVA plus MV VV အဲ့တော့ညီမချင်းတစ်ဖက်ချမ်းကိုရွှေ့လိုက်ပြီးဆိုတာ ਨੇ တခုက minus ဖြစ်သွားမယ်။ A ရွှေ့လဲ A က minus ဖြစ်မှာပဲလေ။အတိတ်ပဲကတော့ तू က two velocity ရ vector parallel ဖြစ်တယ်။ ်အော်ပိုဇစ်ဒါရိုက်ရှင်ဖြစ်တယ်ဆိုတဲ့အတွက်ပဲ minus sign minus sign ရဲ့လက္ခဏာ indicate ဘာအောင်ညွှန်ပြလဲဆိုရင် two velocity vector are parallel velocity နှစ်ခုက parallel ဖြစ်တယ်ဒါပေမဲ့ direction ရင်းစန့်ကျင်ပဲဆိုတဲ့အဓိပ္ပာယ်ပါဒါကြောင့်မလို့ဒီချေတို့က magnitude ပမာဏအတိုင်းရင်းမယ်ဆိုရင် VA prime နဲ့ VB prime ဟာ velocity vector တွေ magnitude of velocity vector တွေဖြစ်တယ်ဒီ relation ကို inertial mass can be measured by using this relation inertial mass can be measured mass ရဲ့ inertial relation နဲ့တိုင်းတာလို့ရပါတယ်ဒါကြောင့်မလို့ mava prime equal to mvvv prime mv equal to ma va prime v by vv prime လို့ရေးလို့ရပါတယ် magnitude အတိုင်းဆိုရင်ဒီချက်တော့လက္ခဏာမပါတော့ဘဲနဲ့ရေးတဲ့သဘောเนาะဒီမှာဒါလက္ခဏာမပါလို့ဆိုပြီးအမှန်မှားမှာဆိုလို့ example 8ကိုကြည့်အောင် bullet or masses ကြီးစံရဲ့အလေးချိန်ဟာ50 gram ရှိတယ် lift ူကထွက်သွားတယ် Mazel of Gan ပြောင်းသွားတနက်ပြောင်းသွားနေပြီးတော့ကြည်စံကအလျင်20000 cm ပါစက္ကန့်နဲ့ထွက်သွားတယ်အဲ့တော့ဒီချေတော့လွယ်လွယ်လေးပါ mass tempo ပေးတယ် velocity တန်ဖိုးပေးတယ် unit system တွေလည်းအတူတူပဲဖြစ်တဲ့အတွက် p equal to mv နဲ့ရှာလိုက်မယ်ဆိုရင်အဟုန်ရဲ့တန်ဖိုး momentum ရဲ့တန်ဖိုးကိုရမှာဖြစ်ပါတယ် ကဲအစ္စဘန်နိုင်းကိုကြည့်အောင်အစ္စဘန်နိုင်းမှာ a bullet of mat 60 gram 60 gram 60 gram ဆိုတော့သူက60 gram တကယ်လို့ကီလိုဂရမ်ပြောင်းမပေးလဲကိုဘတကူပြောင်းတတ်ရမယ်နော်60 into 10 power minus 3နဲ့မြှောက်လိုက်တာနဲ့ကီလိုဂရမ်ပြောင်းသွားပြီ fire တော့ပြစ်လိုက်တယ် from 4 kilogram can ဒီမှာ system မှာ isolated system လို့သတ်မှတ်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ gun နဲ့ bullet နဲ့ ပစ္စည်းနှစ်ခုပါသွားပြီ object နှစ်ခုပါသွားပြီ two body နှစ်ခုပါသွားပြီသူ့ရဲ့ mass တွေပြောတယ်ဒီမှာ mb mb mg နောက်အလျင်ဘလောက်နဲ့ပြစ်လိုက်လဲ600 meter per second what is the required velocity gain တနက်ပြစ်လိုက်တာနဲ့တနက်ရဲ့ထွက်သွားတဲ့အလျင်နဲ့စောက်ကန်တဲ့အလျင်တနက်ကဒီပခုံးကိုပြန်ဆောင်တဲ့တနက်ပြန်ဆောင်တဲ့စောက်ကန်အလျင်အဲ့တော့ဒီမှာ system မှာ ဂန်းနဲ့ဘူးလက်နဲ့နှစ်ခုပါတယ်အဲ့ဒီမှာ total momentum before firing before firing မှာမပစ်ခင်စဉ်းစားရမှာ before firing မှာ total momentum 0ဒါကြောင့်မလို့ဒီမှာ momentum of the bullet after firing after firing မှာကြတော့ p equal to mv နဲ့ p equal to mv နဲ့ဟောဘူးလက်အတွက်ဖြစ်တဲ့အတွက် b လေးတွေထည့်လိုက်တယ်ဒီမှာပြစ်ပြီးတဲ့အချိန်မှာဘူးလက်ရဲ့အဟုန်ဟာ9.6 kg meter per second ကဲဂန်းရဲ့ပြစ်ပြီးတဲ့အရှိန်ဟာဒီအရှိန်နဲ့ပဲဖြစ်တဲ့အတွက်ဂန်းရဲ့ requirement velocity ပြစ်ပြီးတဲ့အခါမှာစောက်ကန်တဲ့ဂန်းရဲ့အလင်ကတချို့တော့မတည်ဘူး after မှာ gain ရဲ့အလင် after ဖြစ်တဲ့အတွက်ဒီချက်တို့ prime မှာမေးချက်မှာလည်းဒီချက်ကထည့်ပေးလိုက်တာပါ velocity of gain after ဖြစ်တဲ့အတွက် prime ပါပါတယ်အဲ့ဒီမှာမသိတဲ့အတွက်ဒီချက်တို့ဒီမှာ pg equal to mg vg အဲ့ဒီမှာ မတိတဲ့အလင်ရ 4VG မတိတဲ့အလင်ကိုထက်လိုက်တယ်ထဲမှာ long conservation ရော momentum မှာဒီချေတော့ total momentum အဲ့ဒီမှာဒီချေတော့ original formula ရေးရင်အမှတ်အပြည့်ရပါတယ်မလျှော့ပါဘူး original formula က m b v v plus mg vg equal m pvv prime plus mv vg prime ဒါဆိုရင်ပို့ပြီးတော့လွယ်ကူပါလိမ့်မယ်အစားသွင်းရတာဒီမှာ0 after firing မှာကြာရင်ဒီမှာသူ့ရဲ့တန်ဖိုးတွေအစားသွင်းလိုက်ရုံပါပဲဘူးလက်အတွက်က9.6ဒီမှာကြတော့4 VG prime အဲ့ဒီမှာတင်တချို့ gain ရဲ့ requirement velocity ကိုရပါတယ် requirement velocity သင်္ကေတအရာဘက်ပြန်တဲ့နောက်ကို reaction နောက်ကိုဆုတ်တဲ့အတွက်တချို့ကဆန့်ကျင်ဘက် opposite direction ဖြစ်တယ်သူ့ရဲ့ direction က requirement ကိုမြင်လိုက်တာနဲ့ minus အဖြေမှာထွက်ကုန်ထွက်ပါတယ်အဖြေ minus မထွက်ရင်ကိုယ့်ရဲ့လက္ခဏာစံတက်ချက်တွေလက္ခဏာတွက်ချက်ချင်းတွေမှားလို့ပါပဲဒီချက်ဖြည့်ပြီးတော့ သင်တဲ့ equation လေးတွေမှတ်ထားရင်ပို့ပြီးတော့မှတ်ရတာပြန်ပြီးတော့လေ့ကျင့်ရတာလွယ်ကူပါလိမ့်မယ်เนาะဒါဆိုရင် exam တိုင်းကိုကြည့်ရအောင် soccer ball ရဲ့ mass က0.4 kg moving towards ဆိုရွေ့တယ်ဘယ်ကိုရွေ့လဲတောင်ဘက်ကိုရွေ့တယ်တောင်ဘက်ကိုအလင်းရဘလောက်နဲ့သွားလဲဘလောက်အလင်းနဲ့လဲ30မီတာပါစက္ကန့်ဂိုးကီပါကဲဂိုးသမားဖမ်းတယ်ဒီ soccer ball ကိုဖမ်းလိုက်တယ် move north တောင်နဲ့မြောင်းနဲ့ဖြစ်နေပြီစန့်ကျင်ဘက်ဖြစ်နေပြီအဲ့ဒီမှာတည်းက direction မတူတော့ဘူးเนาะ contact time ထိလိုက်တဲ့အချိန်ဖမ်းမိလိုက်တဲ့အချိန်ဟာ0.4 second calculate the chain its moment and force at the d soccer ball မှာမှတက်ရောက်လိုက်တဲ့အားနဲ့အဟုန်နဲ့ပြောင်းလဲသွားခြင်းကိုရှာခိုင်းတာပါအဲ့တော့ပထမအဦးဆုံးစာအုပ်အလျင်နဲ့စပြီးတော့ရွေးလိုက်တဲ့ v initial 30 meter per second တောင်ဘက်ကို soccer ball ရွေးတယ် ဟော V5 နဲ့မှာ तू ကဖမ်းမိလိုက်တာကဘလောက်လဲ40 m/s နဲ့မြောက်ဖက်ကိုအဲ့ဒီမှာ direction of velocity ကမြောက်ဖက်ကိုဒီချေတို့ plus လို့ပြောမယ်ဆိုရင်တောင်ဘက်ကိုသွားတာကဒီချေတို့ minus လို့ယူဆမယ်ဒါကြောင့်မလို့ဒီတောင်ဘက်ကိုသွားတဲ့ velocity မှာကြာရင်ဒီချေတို့ပုံစံတွက်တဲ့အခါမှာ minus 30နဲ့အစားထိုးပြီးတော့တွက်ရအောင်အဲ့တော့ chain in velocity chain in velocity ဖြစ်တဲ့အတွက် initial နဲ့ final နဲ့ delta v equal to v naught v minus v naught ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ final ထဲက initial ကိုနှုတ်မယ်40 naught ကိုဒီချက်တော့ plus sign ထားရင် south ကို minus sign ထားတယ်ဒီမှာသူ့အလိုလို formula က40 plus 30ဖြစ်သွားပြီ70 meter per second အဲ့တော့ change in moment နဲ့ delta b ဟာ m equal to v p equal to mv နဲ့ p equal to mv အစားသွင်းမယ် M နဲ့ Data V နဲ့ရတဲ့ chain သူကပြောင်းလဲခြင်း chain လို့ပြောတဲ့အတွက်ဒီချက်တို့ဒီမှာ Data V တွေနဲ့တွက်မယ်အဲ့မှာ28 kg မီတာပါစက္ကန့်ချင်းရင်မွန်မီတာအဲ့တော့ချင်းရင်မွန်မီတာဖြစ်တဲ့အတွက် direction ချင်းတာဖြစ်တဲ့အတွက် a acceleration ရှာမယ် a equal to v minus v naught by t နဲ့တွက်မယ် delta v v minus v naught ကလည်း acceleration ရမယ်သူက force ကိုမေးတဲ့အတွက်ဒီချက်တော့က f equal to ma ဖြစ်လို့ အေးပြန်းရှာရတာပါအဲ့တော့ formula အစားသွင်းပြီးတွက်လိုက်တာနဲ့သူ့ရဲ့လိုအပ်တဲ့ force ရဲ့တန်ဖိုးကိုလည်းရပါလိမ့်မယ်အဲ့တော့သူ့ရဲ့ direction ကတော့ not အတိုင်းသွားမယ်ကဲမင်းတို့ကိုယ်တိုင်ပြန်ပြီးတော့စူးစမ်းလေ့ကျင့်ပြီးတော့တွက်ကြည့်ကြပါဒီနေ့တင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကို